မတော်တရားတွေကိုရှောက်ဆုခဲ့ကြသည်များနံပါတ်1နေနေကတော့ဘဲတွေပဲဖြစ်ပါတယ်သူမကတော့ချမလို့လို့ပဲဘဲမရလို့ဆိုပြီးတော့ဘဲရုပ်တွေအင်ခေါ်ထားတဲ့သူပဲဖြစ်ပါတယ်သူမကဘဲဝန္တနာရှင်တဦးဖြစ်ပြီးတော့မတူညီတဲ့ဘဲရုပ်ပေါင်း9000ကျော်ကိုပိုင်ဆိုင်ထားပါတယ်အိမ်ထဲကိုဝင်လိုက်တာနဲ့အညိုစားစုံတဲ့ဘဲတွေကိုတင့်မြင်ရမှာဖြစ်ပြီးတော့စိုက်တဲ့ဘဲကိုခေါင်းခေါက်ရွေးဦးမယ်ဖြစ်ပါတယ်အဲ့ရင်လဲဘဲတွေနဲ့အတူအိပ်ပြီးတော့ရေချိုးရင်အောင်ဘဲတွေနဲ့အတူချိုးတာဖြစ်ပါတယ် သူမကတက္ကသိုလ်ဆရာမတယောက်ဖြစ်ပြီးတော့2017ခုနှစ်လောက်ခရေကဘေးအုပ်တွေလိုက်ပြီးစုနေခဲ့တယ်လို့ဆိုပါတယ်။အဲတစုံတယောက်ကတော့သူမကိုဘဲမရှိဘူးဆိုပြီးနှိမ့်လိုက်တဲ့ပုံရ။နံပါတ်1နေနေကတော့ကြောကုတ်တန်နေပါ။ကြောတွေရလာပြီးဟေးဆိုရင်နောက်မရလေးနဲ့ကုတ်လိုက်မှအာသာပြေသွားတာမျိုးဖြစ်ပါတယ်။ဒီလူကတော့နောက်ကြောရတဲ့ပြဿနာကိုတော်တော်လေးရင်ဆိုင်နေရတဲ့ပုံရပါတယ်။အိမ်မာရင်းကိုနောက်မရပေါင်း16000လောက်ဝယ်စုထားတာပါ။ ီလူကနိုင်ငံအနှံ့အပြားကိုခီးကြီးတွေပတ်သွားနေပြီးတော့ဒီလူကဘာပတ်နေရတဲ့အကြောင်းရင်းကလည်းနောင်မယားတွေပတ်ဝဲခြင်းကိုဖြစ်ပါတယ်။အခုဆိုရင်နိုင်ငံပေါင်း80ခုကနေမတူညီတဲ့နောင်မယားပေါင်း600ကျော်ကိုဝယ်စုထားနိုင်ခဲ့ပြီလို့သိရပါတယ်။နံပါတ်3အနေနဲ့ကတော့ဝါဘီသား PK တွေပါ။ဒီလူကတော့တသက်လုံးဝါလာတဲ့ PK တွေကိုတစ်ခါမှလွတ်မပစ်ဘဲနဲ့အငြင်းတန်းတင်ထားတဲ့သူပဲဖြစ်ပါတယ်။အဲတင်တာတော့ရိုးရိုးမတင်မဲနဲ့အလုံးလေးလုံးပြီးတော့ကိုတင်ထားသေးတာ။ 2006ခုနှစ်လောက်ကတည်းက PK တွေကိုဒါမျိုးစုလာခဲ့တာဖြစ်ပြီးတော့ခံမှန်းကြီးအနေနဲ့ဆိုရင်အခုရေ9000ပဲဝင်းကျင်လောက်ရှိတယ်လို့ဆိုပါဟုတ်အခုဆိုရင်သူစုထားတဲ့ PK အလုံးစိုက်ကြီးကပိန်းနေဒီတစ်လုံးစာလောက်တောင်ရှိနေပြီဖြစ်ပြီးတော့185ပေါင်ကျော်အထိအလေးချိန်ရှိပါတယ်ဒါကြောင့်ဒီလုံးကြီးနာဖြတ်လိုက်ရင်တော့အာဘုံနံကတော့တော်တော်လေးသင်းနံပါတ်၄နေနေကတော့ Drake ပဲဖြစ်ပါတယ်နံပါတ်ကျော် Hip Hop ဆိုတော့ Drake ကလည်းကြံကြံဖတ်မှန်မျက်မှန်တွေကိုစုဆောင်းခဲ့ပူပါတယ်အဲကျွန်တော်ပြောတာမိန်ကလေးတက်တဲ့မျက်မှန်တွေကိုပြောတာပါ What? သူစီမှာမတူညီတဲ့မျက်မှန်စိုက်စုံရှိပြီးတော့အကုန်လုံးကလည်းဝစ်ပြီးသားတွေကြီးပဲဖြစ်ပါတယ်။စင်မမဖြောပြင်းနေတော့အောက်ကနေလှမ်းပစ်ထားတဲ့မျက်မှန်တွေကိုမလွတ်ပစ်ဘဲနဲ့တိမ်းထားခဲ့တာပါ။လူချင်းမင်းတို့လိုလိုက်ခိုးထားတာမျိုးမဟုတ်ပါဘူး။မျက်မှန် collection အပြင်သူနဲ့လုံးဝမတော်တဲ့ဖနက် collection တွေလည်းရှိပါတယ်။အဲ့ဒီထဲကဒေါ်လာ2တန်းဘူးလောက်ကသူနဲ့တစ်စက်မှမတော်ဘဲနဲ့ဒီတိုင်းအလှကြီးဖို့ဝယ်ထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကိုနဲ့မတော်တာတွေဝယ်ပြီးလို့စိတ်ညစ်နေပြီဆိုရင်ဒေါ်လာ2တန်းကျော်ဖို့ကိုအလှထိုင်ကြည့်နေရတဲ့ Drake ကိုသာတတိယရတယ်။ နံပါတ်9အနေနဲ့ကတော့လက်သေးတွေပါညှပ်ပြီးသားလက်သေးတွေကိုမလို့ပြစ်ပဲထားလိုက်ရင်ဘလို့ဖြစ်လာမလဲဆိုပြီးတွေးဘူးကြမှာပါဒီလူကတော့ဒါမျိုးအတွေးတွေကိုတကယ်ပဲအကောင့်ထဲပို့ခဲ့တဲ့သူဖြစ်ပါတယ်။ဒီလူကသူအသက်18နှစ်သားအရွယ်လောက်ခရေကလက်သေးခြေသေးတွေညှက်ပြီးသွားရင်မလွတ်ပြပဲတင်ထားလေးရှိပါတယ်။အခုဆိုရင်လက်သေးပေါင်းတောင်းတဲ့ချီစုမိနေဖြစ်ပြီးတော့ပလင်းလေးတစ်လုံးနဲ့ပါတယူတရာထည့်တင်ထားပါတယ်။အဒီပလင်းကိုလည်းသူ့ဘဝရဲ့မှတ်တိုင်တစ်ခုဆိုပြီးတော့အဲကန်းထဲမှာတော့အလှထားလိုက်သေးပါတယ်။ လူချင်းမင်းတို့လည်းဘဝရဲ့မှတ်တမ်းဖြစ်ဘာမှပြเสียမှာမရှိဘူးဆိုရင်ဒါမျိုးတွေသာထုတ်ပြလိုက်ကြ။အဆုံးထိကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။